ားလုံးကိုမင်္ဂလာပါဖခင်ရဲ့နှုတ်ကပတ်တော်အဖြစ်နေ့ငယ်ခွန်အားပေးခြင်းပါတယ်တရား36ခုမြောက်တော်ဆန္လန်ခန့်ငယ်14မှာကျွန်တော်တို့ဖတ်တဲ့အချိန်မှာအကျွန်ုပ်ဒီကြောက်မပွေတော်လက္ခဏာထူးဆန်းသောလက္ခဏာတို့နှင့်ပြည့်စုံသည်ဖြစ်၍ကိုရော့ကိုချီးမွမ်းပါမည်ပြုပြင်တော်မူသောအမှုတို့သည်အောပွေဖြစ်ကြောင်းကိုအကျွန်ုပ်၏စိတ်ဝိညာဉ်တွင်အမှန်သိပါ၏တဲ့နှုတ်ကပတ်တော်အဖြစ်ကျွန်တော်ခွာယူရအောင်ဥပမာတော့အားဖြင့်ဘာခွန်အားပေးခြင်းလဲဆိုကိုကိုကို လက်ခံနိုင်တော်သူများဖြစ်ဖို့အတွက်အမတန်မှအရေးကြီးပါတယ်မိမိကိုကိုမိမိလက်ခံတော်သူဖြစ်ဖို့အတွက်ကျွန်တော်တို့တည်ယူရအောင်လို့အားပေးချင်ပါတယ်နောက်ဘက်တော့ကိုပြန်ကြည့်တဲ့အချိန်မှာကျွန်တော်တို့ရဲ့လူဘဝရဲ့ပျော်ရွှင်မှုအားလုံးကကျွန်တော်တို့စိတ်နဲ့သဘောထားတွေအပေါ်မှာမူတည်တဲ့ဆိုတဲ့အရာကိုတွေ့ရပါတယ်ဒါကြောင့်မို့မိမိကိုကိုမိမိမြင်တဲ့အမြင်သဘောထားကအမတန်မှအရေးကြီးပါတယ် ယေရှုခရစ်တော်ကိုမိမိကိုယ်နဲ့မှန်ရှင်ပြလက်ခံယုံကြည်ကလေးကနဲ့ကျွန်တော်ရဲ့အတွင်းထဲမှာကိုခရစ်တော်ရဲ့ဝိညာဉ်ဒီဟူတော့ကျွန်တော်ဝိညာဉ်ဟာကျွန်တော်အထဲမှာကျင့်ဝတ်ပါတယ်။တန်ရှင်သောဝိညာဉ်တော်ဟာကျွန်တော်တို့ကိုမောင်းနေတဲ့ကျွန်တော်တို့ရဲ့ဘဝတွေကိုတိဆောက်ပေးတယ်ဆိုရရကိုနားလေဖို့အတွက်အားပေးခြင်းပါတယ်။ဒါကြောင့်မို့မိမိကိုယ်ကိုမြင်တဲ့အမြင်က ယေရှုခရစ်တော်ကိုလက်ခံရတဲ့အချိန်ကစပြီးတော့ကျွန်တော်ကျမတို့ကဖယားသခင်မြင်တဲ့ကိတို့ကျွန်တော်တို့လည်းပြန်မြင်တတ်ဖို့အတွက်အမှန်တမ်းအရေးကြီးပါတယ်။မိမိကိုယ်ကိုမြင်တော့အမြင်ကိုကျွန်တော်တို့အမြင်သဘောထားကိုဘယ်လိုပြောလဲဆိုတော့ self image လို့ခေါ်ပါတယ်။ဆိုတော့ self image ကအမှန်တမ်းအရေးကြီးပါတယ်။ self image မြင်တော့သူကောင်းတော့သူကဘဝမှာအောင်မြင်မှုတွေအခွင့်လန်းရတဲ့အချိန်မှာတို့တွေက ရေးရေးဝဝဆုံးဖြတ်ချက်မှန်ကန်စွာလှုပ်ဆောင်တတ်ပါတယ်။ဒါကြောင့်မို့ကိုယ့်ကိုယ်ကိုမြင်တဲ့အမြင်ကိုကျွန်တော်တို့ကပြောင်းလဲဖို့အတွက်အရေးကြီးပါတယ်။လူတော်တော်များများကကျွန်တော်တို့ကမတော်ဘူးကျွန်တော်တို့ကမတတ်ဘူးကျွန်တော်မှာအားနည်းချက်ဓာတ်တွေရှိတယ်ကျွန်တော်မှာ skill တွေမရှိဘူးဆိုတော့အမြင်မျိုးနဲ့ကိုယ့်ကိုယ်ကိုတိမ်ငယ်ပြီးမှမောင်းနေခံရတဲ့အရာတွေရှိပါတယ်။ဒီနေ့ကျွန်တော်တို့ခရစ်တော်ကိုလက်ခံရရှိတဲ့အချိန်ကစပြီးတော့ကျွန်တော်တို့အထင်းမှရှိတဲ့ထိုခရစ်တော်ရဲ့ဝိညာဉ်ကကျွန်တော်တို့ကိုမောင်းနှင်တော်သူများဖြစ်ဖို့အတွက် အရေးကြီးပါတယ်။ဒါကြောင့်မို့ကိုမြင်တဲ့အမြင်ကဖះအမြင်ဖြစ်လာဖို့အတွက်အမှန်တမ်းမှအရေးကြီးပါတယ်။ဒါကြောင့်မို့အားပေးချင်ပါတယ်။ကျွန်တော်တို့ကိုဖန်ဆင်းထားတာကကိုကိုကိုတော်တက်လို့လို့ကျွန်တော်တို့ကဖြစ်လာတာမဟုတ်ဘူး။နော်။ကျွန်တော်တို့ကဖះသခင်ဖန်ဆင်းထားတာဖြစ်တယ်။ဖះဖန်ဆင်းထားတဲ့အထင်းမှာတော့မှဖះရဲ့ပုံတံတော်နဲ့အညီ ကျွန်တော်တို့ကိုဖန်ဆင်းထားတာဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ရဲ့အတွင်းစိတ်နှလုံးတွေးတောတဲ့ကြံစီတဲ့အရာတွေယုံကြည်တဲ့အရာတွေကကျွန်တော်တို့ရဲ့အတ္တတာဝိညာဉ်တော်ကကျွန်တော်တို့ကိုထိ ंछ ုပ်ထားတယ်ဆိုတော့အကိုနားလေဖို့အတွက်အားပေးချင်ပါတယ်။ဒါကြောင့်လူဒီတဲ့စိတ်ထင်သည့်အတိုင်းဖြစ်တယ်တဲ့။တင်ရဘလို့စိတ်ထင်တယ်တင်းဟုတ်တယ်ဘလို့မြင်လဲဆိုတော့အရာကျွန်တော်တို့တွေးတောတဲ့အရာကျွန်တော်တို့လုံဆောင်တဲ့အရာတွေကကျွန်တော်တို့ရဲ့ခံစားချက်အရာအလုံးကကျွန်တော်တို့က link ဖြစ်နေတယ် လင့်ဖြစ်နေတယ်ဆိုရအကိုအားပေးခြင်းပါတယ်။ဒါကြောင့်မို့ဖရာတခင်ကကျွန်တော်တို့ကိုဖန်ဆင်းထားတဲ့တတော်ရတွေဖြစ်ပါတယ်။ဒါကြောင့်ဖရာသားသမီးတွေဖြစ်တယ်။ဖရာတခင်ဖန်ဆင်းထားတဲ့သူဖြစ်တယ်ဆိုရအကိုတင့်ကိုတင်မမေ့ဖို့အတွက်အားပေးခြင်းပါတယ်။ဖရာရဲ့ပုံတဏ္ဍော်နဲ့အနီဖန်ဆင်းထားတဲ့သူဖြစ်ပါတယ်။ဒါကြောင့်မို့လူလောကထဲမှာတယောက်နဲ့တယောက်မတူအောင်ကိုဖန်ဆင်းထားပါတယ်။တင်နဲ့တူတဲ့လူတယောက်မှမရှိပါဘူးကဘာကြီးထဲမှာ။ဒါကြောင့်မို့တင့်ကိုဖရာတခင်ကအလိုတော်ရှိလို့ တင့်ကိုဖန်ဆင်းတာဖြစ်ပါတယ်ဆိုတော့အရာကိုနားလေဖို့တည်းဖြစ်တယ်ဖះဖန်ဆင်းတဲ့အကြောင်းရင်းကတော့ဖះဘုံတော်ကိုထင်ရှားစေရအတွက်ကျွန်တော်တို့ကိုဖန်ဆင်းတာဖြစ်ပါတယ်ဒါမှမဟုတ်ကျွန်တော်တို့အသက်ရှင်တဲ့လောကထဲမှာဖះဘုံတော်ရှုပ်ချစေရဖြစ်နေတဲ့အရာတွေဖះဘုံတော်အတွက်မဖြစ်တဲ့အရာတွေကိုကျွန်တော်တို့ကစဉ်းစားရမယ်ဟေရှာအကန်းကြီး43ခန်းငယ်ခွန်မှာငါဤဘုံအတည်ရဲ့အဖို့ ငါဖန်ဆင်းပြုပြင်၍တဲ့ဖရာတကယ်ဘုံအတ္တရဲ့တို့ပဲကျွန်တော်တို့ကိုဖန်ဆင်းထားတယ်အတင်တော်တွေအတင်တော်တည်ရှိခြင်းကဖရာဘုံတော်အတွက်ဖြစ်ပါတယ်ဒီအတင်တော်တွေထဲမှာကိုဒီလူမျိုးကများလို့ဟိုလူမျိုးအတွက်ကြောင့်မို့ဒီမျိုးမျိုးကအဲ့ဒီအရာတွေအတွက်မဟုတ်ပါဘူးအတင်တော်ဆိုတဲ့အချိန်မှာယေရှုခရစ်တော်ကခေါ်ထားတော်သူများကိုစုစည်းထားတဲ့နေရာဖြစ်ပါတယ်ဖရာသားသမီးတွေဖရာမိသားစုဝင်တွေဖြစ်ပါတယ် ။ဒါကြောင့်မို့ကျွန်တော်တို့ကဖျားဘုံတော်ထင်ရှားစေဖို့အတွက် အတိကကျွန်တော်တို့ကို ရွေးကောက်ထားတော်သူများဖြစ်တယ်ဆိုတဲ့အရာကိုမမေ့ဖို့အတွက်အားပေးချင်ပါတယ်။ဘုရားသခင်ကျွန်တော်တို့ကို ကိုယ်ပိုင်လက္ခဏာတွေအောင်ဩစွာဘုရားသခင်ကျွန်တော်တို့ကိုပေးထားတယ်ဆိုတဲ့အရာကိုလည်းအားပေးချင်ပါတယ်။မှန်ပါတယ်လူမျိုးတွေမတူဘူးအသားရောင်တွေမတူဘူးဉာဏ်ပညာတွေပုံတန်တွေမတူကောင်းမတူဘူးဒါပေမဲ့ ဒီအရာတွေမတူနေတဲ့အရာအားလုံးပေါင်းစည်းလာတဲ့အချိန်မှာဖျားဘုံတော်အတွက်ပဲဖြစ်တယ်ဆိုတဲ့အရာကို မမေ့စေချင်ဘူးเนาะမမေ့စေချင်ဘူးမိษွေတို့ကိုဆိုတော့ကျွန်တော်တို့အသက်ရှင်တဲ့အချိန်မှာကိုကိုကိုမြင်နေတဲ့အရာတွေလည်းအရန်ကိုကျွန်တော်တို့အာမြင်တဲ့အချိန်မှာ sub image ကိုမြင်တဲ့အချိန်မှာငါဒီဖျားဘုံတော်အတွက်အသက်ရှင်တော်သူဖြစ်တယ်ဆိုတဲ့အရာကို နားလေသဘောပေါက်ဖို့အတွက်အရေးကြီးပါတယ်။ဒါကြောင့်မို့ဘုရားသားသမီးတွေအထင်းမှကျွန်တော်တို့စင်ကျင်ရမယ့်အရာကပါလဲဆိုတော့တင်ဟာထူးခြားတော့ပုံကူဖြစ်တယ်ဆိုတော့တင်နားလေဖို့အတွက်ရမ်းရည်ကြီးပါတယ်။တာမန်လူမဟုတ်ဘူးထူးခြားတဲ့လက္ခဏာနဲ့ပြည့်စုံအောင်ဘုရားသခင်တင့်ကိုဖန်ဆင်းထားတယ်ဆိုတော့အရာကိုတင်နားလေဖို့အတွက်အရန်ကိုရည်ကြီးပါတယ်။ဒါကြောင့်မို့တင်ဟာအခြားတော့သူများကဲ့သို့မဟုတ်ဘူးတင်ဟာဘုရားသခင်ရဲ့ဘုန်းတော်အတွက်ပဲဖြစ်တယ်ဆိုတော့အရာကိုတဲ့ဟိုတဲ့နားလေပို့အတွက်အရေးကြီးပါတယ် မိတ်ဆွေအဲကြောင့်မို့ကျွန်တော်ဟာကြောက်မက်ဖွယ်တဲ့လက္ခဏာတွေထူးဆန်းတဲ့လက္ခဏာတွေပြည့်စုံရခြင်းက ဖရာသခင်ဂျေဇူးတော်အကြောင်းပဲဖြစ်ပါတယ်မိတ်ဆွေတို့ကိုအားပေးခြင်းပါတယ်တင်းရဲ့ဘုံရိပ်အပြစ်ဖရာဘုံတော်ထင်ရှားပါစေတင်းရဲ့အသက်တာအပြစ်ဖရာသခင်ရဲ့ဘုံတော်ကိုထင်ရှားပါစေကျွန်တော်ဒီအချက်ကိုကျွန်တော်သိလိုက်တဲ့အချိန်မှာဖရာမနစ်တက်တဲ့အရာတွေကိုကျွန်တော်လက်တွေ့အသက်ရှင်တဲ့အချိန်မှာမတော်ဘူးတဲ့မလုတ်ဘူးတဲ့အင်မတန်မှ အရေးကြီးတယ်ဆင်ခြင်ဖို့အတွက်အရေးကြီးပါတယ်ကျွန်တော်တို့ကဖះကိုကျွန်တော်တို့ဗဇက်ကနဲ့ဖះဟာလေလုယာအာမင်အိုနေယုံနဲ့မရဘူးတင်ဟာလက်တွေ့အသက်ရှင်တဲ့အတ္တတာကအရန်ကိုရေးကြီးပါတယ်နော်ကျွန်တော်တို့သဘောကောင်းတဲ့လူတွေကျွန်တော်တို့သဘောကျတဲ့လူတွေမှာဖះကိုကျွန်တော်တို့အရန်ကိုတက်တင်ခံမှာကျွန်တော်တို့မနစ်တက်တဲ့လူတွေရှိမှာကျွန်တော်တို့ကအဲ့ဒီလူတွေကိုရန်သူတို့ပွဲဆက်ဆံတာလက်တာမှာဖြစ်တယ် အဲ့ဒါကြောင့်မို့ကျွန်တော်တို့ရဲ့အသက်တာဒါကို changes လုပ်ဖို့အတွက်အမှန်တမ်းအရေးကြီးပါတယ်ကိုကိုကိုမြင်နေတဲ့နေရာမှာတိမ်ငယ်တယ်မမြင်ပါနဲ့ကိုကိုကိုမြင်နေတဲ့နေရာဖရဲတကယ်ဝိညာဉ်တော်ကျွန်တော်ထဲမှာရှိတယ်ကျွန်တော်ဟာဖရဲကအထူးရွေးကောက်ထားတော်သူဖြစ်တယ်ဖရဲရဲ့ mission ကို complete လုပ်မဲ့လူတွေဖြစ်တယ်ဆိုတော့ကိုနားလေသဘောပေါက်ဖို့အတွက်အားပေးချင်ပါတယ်ဒုတိယနဲ့ချက်ကကျွန်တော်ဖန်ဆင်းထားခြင်းကဖရဲတကယ်နဲ့မိတ္တာရရှိစေခြင်းတယ်ဒါကိုကျွန်တော်နားလေစေခြင်း ဖခင်နဲ့မိတ္တရပြုတော်သူဖြစ်ဖို့အတွက်အရန်ကိုရေးကြည့်ပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့အတ္တတာထဲမှာတခြားသောလူတွေနဲ့တော့အကောင်းတယ်ဖခင်ကိုကျွန်တော်အချိန်ပေးရမယ်ဖခင်ကိုဆုတောင်းမယ့်နေရာတွေကကျွန်တော်တို့ကဟိုအမြဲတမ်းပြက်ကွက်နေတယ်ဆိုရင်လည်းဒါမဖြစ်နိုင်ပါဘူးဒါကကျွန်တော်တို့ရဲ့အတ္တတာကိုကျွန်တော်ကိုယ့်ကိုယ်ကိုစင်ကြင်ရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကိုယ်တိုင်ကျွန်တော်တို့ဝိညာဉ်ရေးရာကိုကျွန်တော်တို့ကိုယ်တိုင်ကပြောင်းလဲတည်ဆောက်ဖို့အတွက်အရေးကြီးပါတယ်လူတစ်ယောက်က တွန်းအားပေးမှပြောင်းလဲတာတဲ့ဆိုရင်မိမိကိုကိုမိမိပြောင်းလဲဖို့အတွက်အရင်ရည်ကြည့်ပါတယ်မိမိရဲ့မကောင်းတဲ့အจิตစရိတ္တဒုစရိုက်အရာအလုံးကိုကျွန်တော်တို့ကိုယ်တိုင်ပြောင်းလဲမှပဲဖြစ်တယ်ဆိုတော့အရာကိုလည်းအားပေးခြင်းပါတယ်မိဆွေတို့ကိုအဲကြောင့်မို့ဘုရားသားသမီးဖြစ်လာတဲ့အချိန်မှာမိမိကိုကိုမိမိအခြားသောသူများနဲ့မနိုင်ရှင်ပါနဲ့เนาะမနိုင်ရှင်ပါနဲ့ ချို့တော်မိဘများကလေးများနဲ့နိုင်ရှင်တတ်တဲ့အရာရှိပါတယ်ကလေးအချင်းချင်းနိုင်ရှင်တဲ့အရာတွေရှိပါတယ်အဲ့ဒီအရာတွေကိုနိုင်ရှင်နေရင်ဘုရားပုံတော်မရှိပါဘူးဘုရားပုံတော်လည်းမထင်ရှားပါဘူးတင်ဟာဘယ်သူနဲ့မှမတူတဲ့ဘုရားရဲ့လူဖြစ်တယ်ဆိုတဲ့အကိုကျွန်တော်တို့နားလေဖို့အတွက်အရန်ကို ရေးကြည့်ပါတယ်နောက်တစ်ချက်ကဖရဲတကင်အတင်နဲ့ပတ်သက်တဲ့အရာတွေကိုအမြဲတမ်းသူဆက်လုပ်နေစေဖြစ်တယ်ဆိုတော့ကိုတင်းယုံကြည်ပါ ။တင်ဖျားတခင်တန်ဆုတောင်းတဲ့အရာတွေဖျားအဲ့ဒီညာတွေကိုအမြဲတမ်းအလုတ်လုတ်နေတယ်ဆိုတဲ့အရာကိုယုံကြည်ပါ။အဲ့ဒါကအယံကိုယေကြည်ပါတယ်။ခါတီးတဲ့အရာတွေကိုနင်းပေပါခါဒီတဲ့အရာတွေကိုနင်းပေးပါမုံတီးတဲ့အရာတွေချုံနှောင်ထားတဲ့အရာတွေအကုန်လုံးကိုဖေရှားပါနင်းပေးပါခြေဆုတော်ချီးမွမ်းတတ်တော်သူများဖြစ်ဖို့အတွက်အင်မတန်မှအရေးကြီးပါတယ်မိတ်ဆွေတို့အားပေးချင်ပါ ။တုံမုံကျွန်တော်တို့ထဲမှာကိုအအိုးပွဲဘုရားသခင်ကတင့်ကိုကောင်းချီးပေးထားတဲ့သူဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်နားလည်သိချင်ပါတယ်။မိတ်ဆွေတို့ကိုအားပေးချင်ပါတယ်။ Fanny Crisper ဆိုတဲ့ကလေးမလေးကလူကြီးကစက ပုံမှန်မျက်စိအလင်းကိုရရှိခဲ့ပါတယ်။သူမရဲ့6ပတ်အွေရောက်လာတဲ့အချိန်မှာအဲ့ဒီမျက်စိ ဖောရောင်လာပြီးမှ အဲ့ဒီမှာရှိတဲ့ဒေတာကန်ဆီယာဝန်တွေကိုသွားကူတာလိုက်တဲ့အချိန်ကစပြီး तू မမျက်စိကမာရွင်းစာဆေးဝါးကူတာမှုကြောင့်မို့ तू မမျက်စိတသက်လုံးကန်းခဲ့တယ်မမြင်ခဲ့ဘူးဆိုတော့အဲ့ဒီကလေးမလေးရဲ့ဖြစ်ပျက်ကိုကျွန်တော်ပြန်ကြည့်တဲ့အချိန်မှာ तू မဟာအင်မတန်ခါးသီးနာကြီးတော်သူဖြစ်ပါတယ်အင်မတန်ဝမ်းနည်းပါတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီဆီယာဝန်ရဲ့ဆီယာဝန်လည်းအင်မတန်မုန်းတီးပါတယ် ဘာကြောင့်လဲဆိုတော့သူ့ကိုကုတာပို့အတွက်ဘာကြောင့်မို့ဖရာသခင်ဆရာဝန်ကိုအခွင့်ပေးခဲ့လဲဆိုတော့အရာကို သူဟာအမှန်တန်ဖရာကိုလည်းနာကြီးပါတယ်။နော်နာကြီးပါတယ်။ဆိုတော့အဲ့ဒီအမားမျိုးကိုဘာကြောင့်မို့ဆရာဝန်နဲ့လုတ်ခဲ့တယ်လဲဆိုတော့အရာဖရာကိုလည်းနာကြီးတယ်သူ့ကိုသူလည်းခွင့်လွတ်လို့မရဘူးဆရာဝန်ကိုလည်းနာကြီးခဲ့ပါတယ်။ဆိုတော့အဲ့ဒီအချိန်မှာသူမရဲ့นิสัตเตอพွားဖြစ်တဲ့သူကသူ့ကိုပွေဖက်ပြီးမှဖျားသခင်နဲ့အတိကျွမ်းဖို့အတွက် ဖះကိုချစ်လာဖို့တဲ့တင့်ကိုဖះတကယ်ဘလောက်ချစ်လဲဆိုတဲ့အရာကို तू မရဲ့နှလုံးသားထဲမှာကိုပြောပြတဲ့အချိန်မှာ तू မနဲ့အဲ့ဒီအချိန်ကစပြီးတော့လက်ခံသွားတယ်လက်ခံသွားတဲ့အချိန်ကစပြီးတော့ဖះရဲ့မေတ္တာကို तू ဟာဘလောက်ကောင်းလဲဘလောက်ကောင်းမြတ်လဲဆိုတဲ့အရာကို तू မသိခဲ့ရတယ်ပုံနာလေသွားတယ်အဲ့ဒီအချိန်ကစပြီးတော့ဖះရဲ့အမှုတော်မြတ်တယ်မှာကြီးပြင်းလာတဲ့အချိန်မှာအုတ်တုံ तू ဟာဆက်ကတ်လာတော့မြို့သမီးငယ်လေးတယောက်ဖြစ်ပါ ။ဒါကြောင့်မို့ရှင်းနှစ်သားအွေရောက်လာတဲ့ချိန်ကဗျာတွေကိုရေးခဲ့တယ်။အလွန်ပျော်ရွှင်တဲ့ကလေးငယ်ဘဝကိုကျွန်တော်ပိုင်ဆိုင်တယ်ဆိုတဲ့ကဗျာတွေရေးခဲ့ပါတယ်။မျက်စိမမြင်တော့လဲကဘာကြီးပေါ်မှာရှိတဲ့ကလေးတွေနဲ့အတူရောက်ရင်းတဲ့စိတ်တိုင်းစိတ်ပတ်အစိတ်ရှိတယ်ဆိုတဲ့အရာကိုရေးခဲ့ပါတယ်။မျက်စိမမြင်တဲ့အတွက်ကျမမငိုတော့ပါဘူး။တက်ပြင်းမချတော့ဘူး။ငိုလဲငိုမှာမဟုတ်ဘူးဆိုတဲ့အရာတွေအပြည့်သူကဗျာတွေကိုအများကြီးရေးခဲ့ပါတယ်။ ။ဒီမှာကြီးပြင်းလာတဲ့အချိန်မှာကျွန်တော်တို့ him song ဆိုနေတဲ့တခြင်းနေ To God be the glory all the way my savior leads me ဆိုရအရာ blessing and assurance ဒီတခြင်းနေအားလုံးကို him song တွေကိုဒီမှာရေးခဲ့ပါတယ်။ဒီမှာဟာတခြင်းပေါင်း6000ဒီပါရေးခဲ့ပါတယ်။ဒါကြောင့်မို့မျက်စိမမြင်တော့သူများလည်းအားငယ်စိတ်မရှိဘူးဘယ်ထဲမှာလဲဆိုယေရှုခရစ်တော်ထဲမှာဖြစ်ပါ ယ်။ကြောင့်မို့အားပေးခြင်းပါတယ်။ကိုယ်သားသမီးတွေမွေးလာတဲ့အချိန်မှာအော်ဒီစင်မရှိတဲ့ကလေးတွေတော့လောကောင်မြင့်မြင့်မြင့်နဲ့ကလေးတွေတော့လောကောင်ငကိုရဲချူရင်းလာတဲ့ကလေးတွေမွေးကောင်းမွေးလိမ့်မယ်။အဲ့ဒီကလေးတွေကိုကိုယ်သားသမီးကိုကြည့်ပြီးမှမိဘတွေစိတ်သက်ကြမဲ့အချိန်မဟုတ်တော့ဘူး။ဒီကလေးတွေပုံမှာဖယားမင်းဖယားချစ်တယ်။ဖယားတခင်ပြုတ်မဲ့အရာအောစရာရှိပြီးသားဖြစ်ပါတယ်။ဒါကြောင့်မို့ဒီကလေးတွေကိုရတဲ့မိဘတွေအားပေးခြင်းပါ။ ဖះကိုချီးမွမ်းပါသူကြီးပြင်းလာတဲ့အချိန်မှာဖះတကယ်အမှုရာတကုတ်ကုတ်အတွက်သူဟာလောက်ရမဲ့လူဖြစ်တယ်ဆိုတော့အရာကို self image ကိုကိုကိုမြင်တဲ့သဘောထားတွေကိုပျောင်းလဲဖို့အတွက်အရန်ကိုရေးကြည့်ပါတယ်ဒါကြောင့်မို့လူတိုင်းလူတိုင်းမှာဖခင်ရဲ့ဖခင်ကိုချစ်တဲ့သားသမီးတွေဖခင်ကိုယုံကြည်တဲ့သားသမီးတွေမှာအောဘယ်ရဲ့ဖခင်ရဲ့အကြောင်းမပွဲတော့လက္ခဏာတွေပြည့်စုံတော်သူများဖြစ်ပါတယ်ဆိုတော့အကြောင်းကိုအားပေးချင်ပါတယ်။အဲဒါကြောင့်မို့မိပါတွေသားသမီးတွေခန္ဓာကိုချုပ်ရင်းတဲ့အရာတွေ ဒုက္ကဋကလေးတွေမွေးလာတဲ့အချိန်မှာ1မိနစ်ပါနဲ့ဘုရားသခင်ကသူတို့အတွက်ကြီးမားဆုံးသောဘုရားသခင်ရဲ့အကြံစီရှိပါတယ်မိဘတွေကသူတို့ကိုအားပေးဖို့အတွက်ဆုတောင်းပေးဖို့အတွက်ဒါအရန်ကိုရည်ကြီးပါတယ်မိဘကိုယ်နဲ့ကစိတ်သက်ကြနေလို့မဖြစ်ပါဘူးအဲကြောင့်အားပေးခြင်းပါတယ်ဘုရားသခင်နေလို့ထဲမှာအထူးအအိုးပွေတော့နမိတ်လက္ခဏာတယ်အအိုးပွေတော့ဘုရားသခင်ရဲ့အဆုကျေးဇူးတွေတင်တော့ကိုပေးထားပါတယ်အဲ့ဒီဆုကျေးဇူးအားလုံးကဘုသူ့အတွက်လဲဆိုတော့ဘုရားပုံးတော်အတွက်ပဲဖြစ်ပါတယ်ဒါကြောင့်မို့ ကိုကိုကိုမြင်နေတဲ့အမြင်တဘောသားတွေကိုကျွန်တော်တို့ပြောင်းလဲပြဖို့အတွက်အရေးအရေးကြီးပါတယ် self image ကိုကျွန်တော်တို့ကဘယ်လိုမြင်တယ်လဲကျွန်တော်တို့စာတိနဲ့ပဲမြင်သလားယေရှုခရစ်တော်ကိုလက်ခံရရှိထားသောဖခင်တကယ်ဝိညာဉ်လူ မျက်စိနဲ့ပဲမြင်သလားဆိုတဲ့အရာကိုစစ်ဆေးဖို့အတွက်အားပေးခြင်းပါတယ် ဒါလေးကိုကျွန်တော်တို့ခွန်အားယူမှကျွန်တော်တို့ဆက်လက်ပြီးတော့အတ္တတာထဲမှာဘုရားရဲ့ဘုန်းတော်ထင်ရှားဖို့အတွက်အစင်မပြတ်ဝမ်းမြောက်၍ကျွန်တော်တို့အစေခံကြပါဆိုလို့အားပေးတဲ့နေမှာရည်နာပါတယ်အယောက်ချင်းစီတိုင်းပေါ်မှာဘုရားခင်ကောင်းချီးပေးပါစေ God bless you all